။ဘုံကမိလို့ရှိရင်เนาะခြေတစ်ဖက်ပြက်နေတာအဲ့တစ်ဖက်နဲ့တက်တယ်เนาะခန္ဓာကိုယ်နှမိုင်းပြက်တပိုင်းကဟာသလို့ပြီးရည်တော်ရည်ပြနေတယ်เนาะခေါင်းခေါင်းဒီမှာလေးဒီနောက်မှာပဲလေပြက်တဲ့ခေါင်းကရှာထုတ်ပြနေတယ်အဲ့လောက်အထိကိုသဘုံကတဲကြီးမဲကြီးညာနေတိုက်နေတာเนาะအင်းတော်ကြီးမှာ AIA စကန်းကိုကျော်20နဲ့1ရက်နေမှာเนาะသူထမင်းစားခြင်းတက်ကလည်းသိတယ်ကြာထမင်းပဲစင်ချာပဲချိန်ပေါ့ပဲချိန်စားလဲဆိုတာသိတယ်အဲ့တော့မနက်7နာရီလောက်မှာ လေးနဲ့ကျဲသွားတယ်ကျဲတဲ့အခါမှာထမင်းစားချိန်ပွက်တီထိပြီးတော့ AA ရော PDF ပေါ်တော်တော်လေးအထိနာသွားတယ်လို့ကျွန်တော်တို့ကြားသိရတယ်ကျွေးကြော်ထားတာစိန်ခေါ်ထားတာဟုတ်တယ်အဲ့ဗမောလာကြားခဲ့မယ်ဆိုရင်ညကြီးနာပါဘူးလက်ဆောင်ပေးမယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒါလည်းပြောထားတာတွေ့တာပါဟုတ်တယ်အဲ့ဒါလည်းသူကဗမောကြားခဲ့မယ်ဆိုရင်တော့ညကြီးနာကလက်ဆောင်ပေးမယ်ဆိုပြီးစကွတ်တွေကျွေးကြော်ပြီးတဲ့အချိန်မှာပဲတရှိချိန်မှာတော့ KIA ကနေပြီးတော့တင်းချုပ်ကိုထုတ်ပြန်လိုက်ပါတယ်ဟိုဘောမာတဲ့တူတွေကလည်းโอ้อจีจีมาล่ะ ဘူးမတိဘာမတိနဲ့မားတဲ့သူတွေအများကြီးရှိတယ်။ဒါကျွန်တော်ကကိုကဘက်ကတိုက်လို့ပြောတာမဟုတ်ဘူးเนาะကိုကဘက်ကလည်းမနိုင်ဘူး။ဘယ်တိုင်းနဲ့လက်နဲ့ကင်မှာမနိုင်ဘူးကျွန်တော်ကကျွန်တော်ထောက်ခံတာမြန်မာသတ်မတော်ပဲကျွန်တော်ထောက်ခံအားပေးတဲ့သူ။ ဒေါ်လာမျိုးတွေအားလုံးပဲငလင်ဘေးနဲ့မေးဘေးဓမ္မမြန်ဆုံးကင်းဝေးကြပါသေးလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကြစ် revolution channel လေးရပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီလိုလေး revolution မလို့တော့ပြီးမှာတော့ယနေ့ April 28ရက်နေ့တနင်္ဂနွေနေ့ရမတပိုင်းအထိနောက်ဆုံးရရှိသတင်းချက်ကိုအချင်းချုပ်ဖော်ပြပေးသွားဖြစ်တဲ့ဒေါ်လာမျိုးတွေအားလုံးပဲအဆုံးထိကြည့်ရှုပေးဖို့ဒီနေရာကနေပြီးတော့ထပ်မံတောင်းဆိုလိုက်ပါရစေ။၎င်းဆောင်တွေက၎င်းတို့ရဲ့ကိုကျူးစီပေါ်တဲ့နိုင်ငံတော်အာဏာကိုအတင်းဓမ္မသိမ်းထားတာမှာဒီနေ့မှဆိုရင်တော့အောင်948ရက်ရှိပါရစေ။ မန္တလေးတဝန်းတရတာတွင်စစ်ကောင်စီကစစ်ခွေးတည်ဆုံးမှုစီးရင်မှာတော့အကွေးတိုင်းစလင်းမြို့နယ်မှာ16ကောင်အကွေးတိုင်းစင်ပါဝဲမြို့နယ်မှာ9ကောင်အကွေးတိုင်းကံမမြို့နယ်မှာ2ဦးရှင်မိထားပြီးတော့သခိုင်းတိုင်းချောင်းမြို့နယ်မှာ10ကောင်ပြင်းဒီပင်းနယ်ဒီမော့ဆုမြို့နယ်မှာတော့6ဦးလင်းဝင်ရောက်ခဲ့ပြီးတနင်္သာရီတိုင်းရေဖြူမြို့နယ်မှာလည်း2ဦးလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။ဒီနေ့ပိုင်းသတင်းစီစဉ်တွေတော့ကျွန်တော်ရဲ့ Gojek Reaction Channel တွင်မှသွားရောက်ကြည့်ရှုအပ်ပေးနိုင်ပါတယ်ဗျာ။နောက်ထပ်သတင်းပုံအနေနဲ့ကတော့အကွေးတိုင်းမင်းလာမြို့နယ်မှာလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေတဲ့အလဲကုန်းအုပ်စုအုပ်ချုပ်ရေးမှုစိုးဝင်းကိုရိတ်ခတ်တိုက်ခိုက်ရမှာတော့ ဝဲချင်းပြီးပဲညောင်းနေကောင်းဆိုင်သွားပါပြီဗျာ။ဒါကတော့တာယာဝတီခိုင်တရင်383ညနေကတောင်းဝင်ရှိသူတွေကထုတ်ပြန်ထားဖြစ်ပါတယ်။တာယာဝတီခိုင်တရင်383ညနေကတော့အုတ်ကြီးရရှင်းရမှာတကယ်ဝက်လက်ဆောင်ထက်တဲ့ဖွဲ့တစ်ခုဖြစ်ပါတယ်။မင်းလာမျိုးနဲ့လေကုန်းအုပ်စုအုပ်ချုပ်ရေးမှုစိုးဝင်ကိုတာယာဝတီခိုင်တရင်383ညနေတခွဲ3တခွဲ2နဲ့မင်းလာမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကပူးပေါင်းပြီးတက်လန်ကုန်းကျွာထိတ်လန်းပေါ်မှာအောင်းတဲ့ကောင်းဆိုင်အောင်လုပ်ခဲ့တာဖြစ်ပါတယ်။ဒီဆုံးသွားတဲ့အုပ်ချုပ်ရေးမှုစိုးဝင်ဟာစစ်မှုထမ်းကျဉ်မှုစုကပြည်သူများထံမှငွေကြေးများတင်းကြပ်ခောက်ခုချင်း စ်မှုထမ်းရမည်စီရင်ပါသူများထံမှငွေကြေးများအစမတန်တောင်းခံခြင်းလူငယ်များကိုစစ်မှုထမ်းရန်အတင်းကျပ်စုဆောင်းခြင်းလူငယ်များကိုလက်ထောက်ချပေါ်တာစပယ်ကန်ခြင်းများလှုပ်ဆောင်ရတဲ့အတွက်အခက်ခဲခြင်းဖြစ်တယ်လို့လည်းထုတ်ပြန်ထားပါတယ်။ဗရန်နှစ်ကြိမ်နဲ့တတိပေးခဲ့ကြောင်းလည်းထုတ်ပြန်ထားပြီး၃ကြိမ်မြောက်မှာတော့ ပြင်းလင်းခဲ့တာဖြစ်ကြောင်းလည်းထုတ်ပြန်ထားပါတယ်။တိုးဝင်းကကျတမားပါ။ကျဝိုင်းကပြန်မဆောင်ပြီးတော့တက်ခဲ့ခဲ့တာနေရာမဲပွေးချင်းပြီးတာပါ။သူကလူငယ်တွေကိုပေါ်တာဆွတ်ဖန်စီတာစစ်မှုထမ်းဥပဒေကြောင်းပြပြီးငွေကြေးတွေလှုပ်ဆောင်တဲ့သူပါလို့လေ။တရားဝတိ KI တရင်38 3ညနေတာဝန်ရှိသူတွေကပြောထားပါတယ်။နောက်တစ်တရင်မှာတော့စကိုင်းမြို့နယ်အတွင်းကိုထိုးစစ်ဆင်လာတဲ့အင်အား90ပါတဲ့တမ33စစ်ကြောင်းတစ်ခုလုံးကိုတော်လိုင်းတတိကစူပေါင်းတက်ခဲ့ခဲ့ရမှာတော့စစ်တပ်က25ဦးထဲမှာနေတည်ဆုံးပြီးစစ်ကြောင်းတစ်ခုလုံးဖျို့ဖျက်ဖြစ်ပပြေးသွားကြောင်းစကိုင်းမြို့နယ်အတွင်းကတော်လိုင်းတတိမြေတွေကဆိုထားပါတယ်။ ိုင်းမျိုးနဲ့တွင်မင်းကုန်းနဲ့ဘ ᱹ လူကြီးရွာဘက်ကိုစစ်ကြောင်းထုတ်လာတဲ့စစ်တပ်ကိုတော်လိုင်းတင်များကတိုက်ခတ်ခဲ့ခြင်းဖြစ်ပြီးစစ်တပ်ကစစ်ကြောင်းများစွာခွဲရဲစကိုင်းမျိုးနဲ့တွင်သူဝင်ရောက်နေကြောင်းဧပြီလ25ရက်နေ့မှာစကိုင်းမျိုးနဲ့တစ်ခုလုံးတင်အား90ပါတဲ့စစ်တပ်စစ်ကြောင်းကိုစစ်ကြောင်းတစ်ခုလုံးပြုတ်သွားတဲ့အထိတိုက်ခိုက်ချေမှုန်းခဲ့ကြောင်းသိရှိရပါတယ်။စစ်စနဲ့ပတ်သက်ပြီးတော့ဗောမာတွေကနေပြီးတော့မဟုတ်မမဲ့တဲ့တရင်တွေထုတ်ပြန်တဲ့ဆိုပြီးပြောနေတဲ့ချိန်နေမှာပဲ။အပူနေတဲ့တကွစစ်ခွေးတွေရဲ့အနေထားစစ်ခွေးတွေမြေမှာဘလို့မျိုးဒီကြီးရှူနေလဲဆိုတဲ့ပုံတွေကိုထုတ်ပြလိုက်တဲ့ခါမှာတော့ပုံတွေတော်တော်လေးတော့ကြည်ကွဲသွားမှာတော့သိကြပါပဲ။ အာရှမျိုးကို MNDA ကနေပြီးတော့စစ်တပ်ကိုပြန်လဲပေးလိုက်ပြီးစစ်ခွေးတွေလုံးရင်းနဲ့ဝင်လာပြီးတဲ့အချိန်ဒီမှာကတော့ပြည်ပမှာရောက်နေတဲ့ဘောမအပေါင်းရောပြည်တွင်းမှာရှိတဲ့ဘောမတော်များကလည်းဝန်တာနေကြတော့တွေ့ရပါတယ်။အဲနဲ့ပတ်သက်ပြီးတော့လက်ရှိချိန်ဒီမှာကတော့ last show မှာနေတိုင်းတဲ့ဘောမတွေကရောဝန်တာလားဆိုတာကတော့ဒီ video မှာတွေ့ရမှာဖြစ်ပါတယ်။ဝန်လုံးဝမှမတားကြတော့နဲ့။ဟွန်းအဲ့လားလေရောရှိ။အဲဘယ်နဲ့ကြောင်ပိတ်ပြီးတော့အတွဲခံရမလဲဆိုတာကိုပဲစဉ်းစားထားလိုက်။နော်။ကိုကန်တမတော်ကလည်းအပြင်မှာပတ်ပတ်လဲတို့ဝိုင်းထားတယ်။ဝိုင်းထားပြီပြီ။ အဲ့တော့တမရုံကလည်းမြမတမရုံကလည်းဒီအတွန်းထဲမှာရှိတယ်ရက်ကွက်စနစ်စာပဲအုတ်ချုပ်ခွင့်ရတယ်ဒါလေးအုတ်ချုပ်ခွင့်ရလို့ပြောမနေကြနဲ့ဝမ်းတမနေနဲ့ဟိုဘောမှလည်းတူရလည်းဘိုးအကြီးကြီးမလားဘူးမတိဘာမတိနဲ့မတဲ့တူရလည်းအများရှိတယ်ဒါကျွန်တော်ကကိုကဘက်ကတိုက်လို့ပြောတာမဟုတ်ဘူးနော်ကိုကဘက်ကလည်းမလိုက်ဘူးဘယ်တိုင်းနဲ့လက်နဲ့ကင်မှာမလိုက်ဘူးကျွန်တော်ကကျွန်တော်ထောက်ခံတာမြမတမရုံပဲကျွန်တော်ထောက်ခံအားပေးတဲ့တူနော်ခုချိန်နေလည်းမြမတမရုံအားပေးထောက်ခံတဲ့တူပဲဟုတ်ပြီနော်အဲ့လားလေးတော့ကျွန်တော်တည့်ပြောလာမယ် ဒါမဲ့ငင်းဌာနတွေကအမျိုးစုံတက်တယ်ဟိုနေ့ကလည်းလီရင်တစည်းလာတာလီရင်ခွင့်ကိုလာချထွားတာလေစောက်ယူတယ်တစည်းမှလာချထွားတာမရှိဘူးအဲ့လီရင်လီရင်ခွင့်မှလည်းတွားကြည့်တော့စုပ်ပြတ်တာနဲ့အမိုက်ကြီးကြာနော်ဘူးမတီဘာမတီမပြောနဲ့ဘာမှလည်းတတ်မတော်ဘယ်နာမှဘလောက်တွေထိန်းချုပ်လိုက်ပြီလဲဒါရှုတစ်မျိုးလုံးကိုထိန်းချုပ်လိုက်ပြီလေဟုတ်လားရည်ကျင်တယ်နော်ရည်ကျင်တယ်ခမရတို့တွေကအာချောင်ဖို့ပဲတည်တာ တမတော်လာဟာဟိုနေ့ပြန်တိုက်မယ်ဒီနေ့ပြန်တိုက်မယ်ဟာငါတို့ဝိုင်းထားပြီဘလို့ရှောက်လို့အာလကအယူတယ်တမတော်ထောက်ခံတဲ့တူတွေဘုံတိတ်ခါကြတယ်အခုဆိုအင်းထောက်ချက်တွေကွဲတယ်နော်ဆောင်းရဆောက်ချက်တွေကွဲတာအဲ့လိုတွေလုပ်လို့အဲ့လိုတွေပြောကြလို့အများတို့တမတော်ကတကယ်တမ်းကြတော့လေရင်နေရှိတယ်ဟာဝေစာမြောက်တယ်ရှိတယ်ဘာတွေရှိတယ်ဟာလူသွားစရာမလိုဘူးဟိုစာဟိုရန်သူရှိတဲ့နေရာကိုနေပြီးတော့နေထိုင်ပြစ်လို့ရတယ်အမလီဘွက်တွေကိုပေါက်နေရတော်သေးတာပေါ့ထိုင်ပြစ်လို့ရလို့ပဲ တော်တော်ကိုတော်လေးတယ်ထိုင်ပြလို့ရတော့နော်အဲ့ထိုင်ရင်းနဲ့သေသွားတဲ့ကောင်တွေကိုဟိုမှာတပုံကြီးပဲတမတော်သားတွေအတက်တွေပေးလိုက်ရတာနော်တမတော်သားတွေပဲအတက်တွေပေးလိုက်ရကြာဆုံးတော့လည်းတမတော်သားတွေပဲကြာဆုံးရတယ်နော်ဘလောက်တနာပေါကောင်းလဲအဲ့တော့ခင်ဗျားတို့ထိုင်ပြီးတော့မှ ပြစ်ကြပါလို့နော်ကျုပ်တို့ကလည်းဟိုတွင်းထဲမှာပုံနေရမှာထိုင်ပြီးတော့ပြစ်ကြနတ်၁၇နှစ်လောက်မှာလေးနဲ့ကျဲသွားတယ်ကျဲတဲ့ခါမှာထမင်းစားချင်းပွက်တီထိပြီးတော့ AA ရော PDF ပေါ်တော်တော်လေးအထိနာသွားတယ်လို့ကျွန်တော်ကြားသိရတယ်အင်းတော်ကြီးမှာ မြန်မာနိုင်ငံအတွင်းမှာစစ်တပ်ကစစ်ခွေးဘလောက်ပဲတုံ့ရှုံတပုံတွေဘလောက်ပဲထွက်လာလာပြေတော့တွေ့ရတယ်မမြင်ကြအောင်ဆောင်ပြီးတော့ခြေခဲနေတာကတော့မောင်ရီခဲဖြစ်ပါတယ်ဒါကတော့ဖင်လန်ကမောင်ရီခဲလို့ခေါ်ပါတယ်အမေသူရီခဲပြီဆိုပြီးတော့ပြောလိုက်တဲ့နေရာကတော့သိကြပါတယ်မကြပါဘူးတပတ်ပါပဲကြမှာဟုတ်ကဲ့ဆို20ရက်နေ့မှာနော်သူထမင်းစားချိန်တက်ကလည်းသိတယ်ဒါထမင်းပဲချိန်ချားပဲချိန်ပေါ့ပဲချိန်စားလဲဆိုတာသိတယ်အဲ့တော့မနက်7:00နာရီလောက်မှာလေးနဲ့ကျဲသွားတယ်ကျဲတဲ့အခါမှာထမင်းစားချိန်ကွက်တီထိပြီးတော့ AA ရော PDF ပေါ့တော်တော်လေးအထိနာသွားတယ်လို့ကျွန်တော်ကြားသိရတယ် မင်္ဂလာပါဒီနေ့တော့ AR ဝင်ငြိမ်သွားပြီเนาะနေသာထိုင်သာရှိသွားပုံရတယ်အဓိကတော့ဟိုကျွန်တော်ပြောချင်တာဘာလောက်ကြာလာလဲတော့မသိဘူးပေါ့ဗျာเนาะစီရီယာဖြစ်တော့တုံးတက်အောင်ခက်ခဲပါလားစီရီယာပရီယာဖြစ်တော့ဘုံမှာလဲစေတူရတဲ့ဘုံတော့ AA နဲ့ဒီအပေါင်းပါလေးဖြစ်တဲ့ PDF အဲဒီအားလုံးတော့ပေါ့ချင်းတဘုံရခိုင်တဘုံအားလုံးဒီတို့မှာလည်းတို့လိုပြူဟာရှိတယ်ဗျအဲ့တော့ဘာပြူဟာလဲလို့ကျွန်တော်ပြောတာတုံးတက်အောင်ခက်ပါလဲထွတ်တူတက်မှာမလားတက်မှာလို့ပြူဟာရှိပါလဲတက်မှာလို့ပြူဟာလဲဘာလဲဆိုတော့ကျွန်တော်တုံးတက်ရခက်တယ်တို့ဘာတော့ဒီမှာတော့ပြူဟာတုံးတက်ရမှာခက်ပါဘူးကွာ ထိန်တိုင်ထွက်ပြရမယ်ဗျူရပဲဟုတ်ပဲအဲရောင်ကြီးကောင်ကတော့အေးဘက်ကဗျူရတွေကိုတိတ်ပြီးတော့ကြာနေပုံရပါတယ်သူတော့မသုံးတက်နိုင်တဲ့နေသားဖြစ်နေပါပြီညာလည်းပဲဗျူဟာတစ်ခုလုံးနဲ့ဖြစ်ပုံပြက်ပုံတွေကိုကျွန်တော်အနေနဲ့ဒီနေ့ပြောပြမယ်နော်ဒီနေ့အဲအရာကြီးသားတွေအေးညံပြန်ပြီးဖြစ်တယ်လို့ပြောလို့ရပြီဗျာညင်သွားကြပြီအေးတဲ့ပုံကပြီးခဲ့တဲ့ဒီရက်အနေငယ်လောက်ကလေဒါတိုက်ပွဲကြီးကြီးမှဖော်ဆောင်ခဲ့တယ်ကျွန်တော်ဒီပသိမ်မူရလမ်းကြောင်းပေါ်မှာရှိတဲ့ဒီတကယ်ရွာကြီးပေါ့ဗျာနော်ပန်းတော်ကြီးကိုစေးရဝင်ပြီးတော့လာသူတို့စေဝင်တိုက်တယ် အဲနောက်ပြောလို့ရှိရင်ဆက်ဆက်ရွာရွာကိုဝင်တိုက်တယ်။ပြီးတော့လို့ရှိရင်အဲ့ဒီတောင်ချေကရွာတွေဖြစ်တဲ့ဒီကျွန်တော်တို့လေခုံကြီးလေခုံလေးဝက်ကုန်းနော်ဆန်းကုန်းစတော့ရွာတွေရွာတွေအားလုံးကတော့တို့ရဲ့ဒီဘယ်ခေါ်မလဲဆိုရှင်ရိတ်ခါဖြစ်တင်းညာပြီးလို့ရှိရင်ပြန်ပြီးတော့အားမွေးညာအနားယူညာနေရာဖြစ်နေတာပဲတိလား။အဲ့တော့ A ကအဲ့မှာအားမွေးမယ်ပြီးတော့လို့ရှိရင်ဒီဘချမ်းကိုတက်နိုင်တဲ့ညာကူးလာမယ်။အဲကူးလာပြီးတက်ကလည်းအတက်ကဒီဘချမ်းသူတို့ကူးလာတာနဲ့စော်တယ်စော်တဲ့ခါကျတော့အခုပြီးခဲ့တဲ့ရက်နေ့ငယ်မှာဖြစ်သွားတဲ့ ဒီပန်းတော့ကြီးမှာတော့တို့အယောက်100ကျော်ကျော်လောက်တို့ကြာသွားတယ်အကြာသွားတော့တို့လည်းလုံးဝဟိုဒီလာခိုင်တာရှိသွားပုံရပါတယ်လုံးဝနောက်ဆုတ်သွားတယ်နော်နောက်တော့ဆက်ဆက်ယူရမှာလည်းပြီးခဲ့တဲ့ခါကြားမလို့တော့ဖြစ်သွားတယ်ဆက်ဆက်ယူရဆိုရှင်တဲကြီးမကြီးလုံးတော့ဟုတ်နော်ပန်းတော့ကြီးဝင်တယ်ဆိုတော့ကျွန်တော်တို့ဒီလက်နက်ကြီးတက်ကဟိုပစ်ကူအတွက်ပေါ့နော်ကျွန်တော်တို့နောက်ကိုနည်းနည်းလေးဆုတ်ပေးရတဲ့အတိုင်းအတာတောင်ရှိခဲ့တယ်အဲ့တို့ဆက်ဆက်ရရလဲကျွန်တော်ဆက်တယ်ပါပြတ်သွားတဲ့အခြေအနေရှိတော့ညာလဲပဲအခုတော့အေအေများဒီကြာဆုံးများသွားတယ်သူတို့ရဲ့ဒီဒေါနာတောင်ချီဒေါနာတောင်ချီဖြစ်ပါတယ်ကျွန်တော်ယိုမတောင်ချီက တကယ်ဒီတို့ရဲ့ဒီရွာတွေကိုပြန်ပြီးတော့ရောက်သွားပါပြီရောက်သွားပြီဆိုတဲ့ခါကျတော့တက်ကလည်း live machine မအောင်တက်ကလည်းဘာ view ဟာလဲတော့မသိဘူးဗျာနော်အဲတို့ view ဟာလဲစမ်းတာဗျာသိလားခင်ဗျားလူလာမလက်နဲ့ကြီးနဲ့အားရပါရဆော်တဲ့ရန်သူပြန်ပြေးလို့ရှိရင်ရန်သူကသူ့စခန်းကိုအဲဒီတို့ခိုးအောင်ရရွာပေါ့အဲ့တော့ကျွန်တော်ပြောချင်တာကရန်သူတစ်ဖွဲ့ကရန်သူတွေရပါဗျာနော်စာရေးနေရေးဝေးရေးမရှိတော့ရက်ဒီဘုံမလို့တော်ထဲမှာချင်းကြိုက်ဖြုတ်ကြိုက်ပြစာဝင်နေရေးအဆင်မပြေနော်နောက်ဆုံးပိတ်အဲ့လိုမျိုးတော်ထဲမှာသွားနေလို့မီးလေးဖုံမိအောင်မညာပဲဆိုမီးလည်းမြင်ရပါတယ်နော်အဲ့လိုမီးမြင်အငွေ့ထွက်လို့ချင်းအဲ့ညာလမ်းမီးပြေလို့ရတယ်အခုတော့တဘုံက ဲ့ဒီဟာကိုသွားဝင်နေတဲ့သားအဲ့လိုမျိုးအခြေအနေကိုရောက်ဝင်နေတဲ့သားပေါ့နော်တပုတ်ကအခုလက်ရှိအဲရွာဒီမှာသူကနေစရာအိမ်ကပြန်အိပ်ဖို့နေရာရှိနေတယ်ပြန်ပြီးတော့အစားစားရှာစားဖို့နေရာရှိနေတယ်ဟင်းချက်စားဖို့နေရာရှိနေတယ်ရွာတွေရှိနေလူအင်အားဖြည့်တင်းဖို့ရှိနေတယ်အဲ့တော့ခင်ဗျားတို့ view ဟာတွေကဘာ view ဟာတွေလဲဗျာနော်တက်ကက် view ဟာလေအဲ့တော့တက်ကက် view ကတော့မနိုင်တဲ့ view ဟာလေကွာစားဖို့ရှိတယ်တော်လိုင်းတက်တွေကမင်းတို့စားဖို့မရှိရမင်းတို့စစ်ကွေးတွေပဲအိမ်မှာမင်းတို့ရဲ့စကန်ထဲမှာအကုန်ပိတ်မိပြီးတော့စားဖို့မရှိဖြစ်နေရစာနဲ့စီတော်မင်းက6လောက်ဖြစ်ပြီးတော့အပေါ်ကနေပြီးတော့လေရင်နဲ့ ပြဲပြီးတော့ဒိခါဒီချလဲတော်တိုင်းတတရယူသွားလို့ငတ်ပြက်နေတာမင်းတို့ကောင်တွေနဲ့ပြူစောတိတွေရှိတယ်။ကြောင်ကြီးမင်းသူများကိုစိတ်ပူမနေနဲ့မင်းတို့ကောင်တွေမင်းတို့စိတ်ပူ။မင်းအွန်လိုင်းကတော့မကြခင်မှာဒီဇင်ဘာလနဲ့ဇန်နဝါရီလမှာစတင်မဲ့ရွေးကောက်ပွဲဆိုပြီးတော့ပြောနေတဲ့အချိန်မှာပဲတော်လိုင်းတက်ကလူငယ်တွေရောရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လူမျိုးသဘောထားမြင်ရှိလဲဆိုတာကတော့ဒီဗီဒီယိုမှာတွေ့မှာဖြစ်ပါတယ်။ဘာလို့ဆိုတော့တော်လိုင်းအမဲသူတွေကတော်လိုင်းနေလို့ပါအာမရှင်မင်းအောင်လိုက်ရေတော့ပွဲပြန်တော့မဲ့ပေါ်မောင်းလို့ဘာမှပြောချင်မှာလဲ။ဟုတ်တယ်ပါထူတော့မှာ။ဟုတ်တယ်။ဒါကြောင့်ဒီနေ့ပုံနဲ့ဖိုင်တော့ rồi đến đây đi nghỉ xin nghỉ biết không ai biết không biết nhà tôi hay còn không biết còn nhân chưa từ nào đấy ပါပါဒီကောဒီဖော်ဖော်လို့နေနေတော့ねတော့ဘယ်လိုပဲပါ။ဟင်းရော။ဘယ်လိုလဲဒီကောကိုကျန်လို့ပုံမှန်ဖြစ်တယ်ဒီမှာလေ။ဒီမှာယူတော့ဝယ်ထားတယ်လို့ပြောရည်ခွင့်မှာပဲ။ဘာမှမပြောခြင်းပါ။သူကအချိန်နဲ့ပြုတ်သွားပဲဆိုတော့ဒါတော့စီးပါတော့။ဒီလောက်လဲဘာမှမပြောတော့တော်လမ်းပဲသူကတော်လမ်းနေဟုတ်အောင်။ရှင်းရတော့မင်းရောလည်းဘုံပြောသွားလား။ ရေကောက်ဘယ်လိုလဲစိတ်ဝင်စားအောင်မင်းအချိန်နဲ့ပြုတ်မဲ့ကောင်းဆိုတာနာငါပြောင်းကြီးကတော့သူတို့ခွေးတွေတိုက်ပွဲတွေနိုင်နေပြီအောင်ပွဲတွေရနေပြီနေရာတကအကုန်လုံးမှာရေခဲနေပြီအထူးသဖြင့်တော့ဗမာမာလည်းသူတို့ကြိတ်လိုက်ပြီးဆိုပြီးပြောနေချင်မလဲတကယ်လက်ရှိအနေထားမှာကတော့တော်လိုင်းကြီးမီဒီယာရထုတ်ပြန်လိုက်တဲ့ဓာတ်ပုံတွေကတော့အလုံးဒီနေ့မှာတော့ဝေဝေဆဆတွေ့နေကြမှာဖြစ်ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပြောင်းကြီးတို့တိုက်ကြည့်ပြီးတော့ဘယ်လောက်ထိတောင်ပေါက်ကွေးနေမလဲဆိုတာကတော့ဗျာ ြောတရတော့မလို့ပါဘူးတော့ဘာမှမကြံတော့ဘူးလို့ပြောလို့ရသွားပြီဘာမှမကြံတော့တာအဲသူတို့မှပြပက်မှသွားကြံနေလဲဆိုတာအဲခုနဒီကောင်းတုံရိတ်တာတို့ဗမောအချင်းထောင်တို့အဲ့ဟာလည်းဘက်ကလည်းသူတို့ဘက်ချမ်းနေပဲပြီးရင်ကောင်းတုံရိတ်တာဒီဘက်ချမ်းမှာဆိုရင်ဒါဆကမှုအိင်းတို့ဒုဆကမှုအိင်းတို့အဲအဲ့ဒါကြီးရှိတယ်ဗောနော်အဲပြီးရင်ဒါခုနကကျွန်တော်ပြောတဲ့ဒီတိန်ကြားမင်းကောင်ခမ်းမှာဗောနော်အဲ့ခမ်းမရဲ့အနောက်ယုံယုံမှာဆိုရင်ဒါပြွာမှုတွေနေတဲ့အိင်းတွေရှိတယ်လုံးဝဒိတ်လေးချင်းနေရတယ်ကက်ရက်တွေကက်ရက်တွေကက်ရက်တွေအပြုံလိုက်ကြီးအဲ့ခုနကဟိုဟာဘောမဟိုဟာဗော Telegram channel ကြီးလည်းကြည့်လိုက်တော့ဒီဟို တိုက်ပွဲကြတဲ့လူတွေရောဗားရောတပ်ပုံတွေကြီးလိုက်တော့ဘိုးကြီးကဟိုဖြူနီငင်းကြားတွေဟိုစစ်တက်စစ်တက်တုတ်တဲ့စေးစေးဆိုတော့ကျွန်တော်တို့ကဒီတက်တွင်းခြံစည်းဟိုအတွင်းလေးစစ်တက်တုတ်တဲ့အဲ့အဲ့ဒါတွေကိုသူကတွေ့တာပါနော်အဲ့ဒါဟုတ် ဒါဟာချန်စီကိုတွင်းတော့ရောက်နေပြီထင်တယ်လို့တော့ဟုတ်တယ်ကျွန်တော်ကသွားတွေ့လိုက်ဟုတ်တယ်သူကအခုဘယ်လိုပုံစံလုပ်ထားလဲဆိုတော့ဒါကျွန်တော်ရှိကင်စင်တုန်းကအဲ့ညာကတ္တရလမ်းမကြီးပေါ့နော်အဲ့တခြားလုံးကကတ္တရလမ်းမကြီးဒါပေမဲ့အဲ့ဥစ္စာကိုသူတို့နောက်ပိုင်းနှစ်ပိုင်းခွဲလိုက်ရတဲ့ပုံစံမျိုးပေါ့နှစ်ပိုင်းခွဲလိုက်ရတာဆိုတာဒီခန်းစစ်ကိုအဆင့်ဆင့်ပြန်လုပ်ရင်းနဲ့နှစ်ပိုင်းခွဲပြီးအဲ့မှာသူကဘန်ကာတွေအုတ်တိုင်းတွေအဲ့လိုပုံစံမျိုးပြန်ဆောက်ထားတယ်အနေထားဆိုသိရသိရတော့သူကအထဲထဲမှာကိုပဲသူကအဆင့်ဆင့်ပြန်လုပ်ထားတဲ့ပုံစံပေါ့နော်ဒါပေမဲ့အဲ့အတွင်းထဲကိုပဲတပ်ဖွဲ့တွေကဘလော့ဒီစီးမိနေပြီလဲဆိုတော့ခုနလိုသတင်းကောင်းတွေထွက်လာတဲ့အထိအဲ့ဒါရမိုက်တယ်ပြီးရင်ခုနလိုဈေးပြောတဲ့ဒီကတ္တရလမ်းမကြီးဆိုအဲ့အဲ့ ဒီတမဌာနချုပ်ရဲ့အလေလမ်းမကြီးပဲအဲလမ်းမကားလမ်းမကြီးပဲအဲအဲ့လမ်းမနေဆက်သွားရင်ခုနလိုပေးအဲဘယ်ဘက်ချမ်းမှာဆိုရင်ဒါမိုးလုံးလေးလုံးအာသာခမ်းမတွေရှိတယ်ပြီးရင်ဘလုံးကွင်းရှိတယ်ရကန်ကြက်ကြီးရိတ်သားတွေရှိတယ်ဆက်ရိတ်ရိတ်သားတွေပေါ့နော်အဲ့ဒါတွေရှိတယ်ပြီးရင်ဆက်သွေးအဖွဲကအာနေတဲ့တက်စုနေတဲ့နေရာတွေရှိတယ်ပြီးရင်ဆက်သွားရင်ဘိုကင်းဘိုကင်းကနေဆက်သွားရင်ရုံရုံကနေဆက်သွားလိုက်မယ်ဆိုရင်အဲဘယ်ဘက်ချမ်းပေါ့နော်ဘယ်ချမ်းမှာဆိုလိုင်းကန်းတွေရှိတယ်ပေါ့နော်ညာဘက်ချမ်းမှာဆိုရင်ဝင်လာတယ်လက်မကြီးကနေဝင်လာလို့ညာဘက်ချမ်းမှာဆိုရင်ဒါဟိုပါပေါ့ဒီကျွန်တော်ကောင်းတော်ရေတာဘက်ကနေလာမယ်ဆိုရင် သူကအဲ့မှာဗိုတဲတို့ဘာလို့ရှိလဲအဲ့ဒါကြသူကဘာလဲဆိုတော့ဒီတက်တေကနေပြီးတော့ဒါဒီလဘက်အစည်းအဝေးတွေလာပြီးဟေးဆိုရင်အဲ့လိုအဆောက်အဦတွေပေးတာအဲ့ညမှာတဲကြတာပေါ့အဲအဲ့လိုညမျိုးတွေမှာသူတို့တဲကြတယ်အဲ့နဲ့ရှေ့နေနေဆက်လာပြီးဆိုရင်ဒါရရှိလိုင်ကန်းဆိုတော့အဲလိုင်ကန်းရွယ်လေးတိတိလေးတစ်ခုရှိတယ်အဲ့ခုနတင်ကြမင်းကောင်ခမ်းမရအနောက်အရှိမတင်ကြမင်းကောင်ခမ်းမအဲ့နေနေဆက်လာရင် ခုနဒါရာရှိကြိတ်တာပေါ့နော်အဲရာရိတ်တာအဟောင်းအဲအရင်တော့ပုံစံအဟောင်းကြီးအဲ့ဒါကြီးရှိတယ်အဲ့အနေနဲ့ဆက်လိုက်ရင်ထောက်ဖို့နေရာတွေရှိတယ်အဲထောက်ဖို့တော့ဒါဟိုပါပေါ့အဲဒီရိတ်ခါတွေစုဝစ်တွေဝေတဲ့နေရာထားတဲ့နေရာအဲ့ဒါမျိုးရှိတယ်ပြီးရင်နည်းနည်းဆက်သွားမယ်ဆိုရင်လိုင်းကန်းတွေရောက်နီးနီးလေးအကုန်လုံးအကုန်လုံးကတ်ရက်တွေကြီးပဲသူတို့ကရှိမှလဲခုနဟိုပါလဲဟိုကြွေးကြော်ထားတာစိတ်ခေါ်ထားတာဟုတ်တယ်ဗမော်လား ကြခဲ့မယ်ဆိုရင်မြကြီးနာပါဘူးလက်ဆောင်ပေးမယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒါလည်းပြောထားတာတွေ့တာပါအားလုံးပဲဒါကတော့ဗန်မိုးကြခဲ့မယ်ဆိုရင်တော့မြကြီးနာကလက်ဆောင်ပေးမယ်ဆိုပြီးစစ်ကွေးတွေကြွေးကြော်ပြီးတဲ့ချိန်ဒီမှာပဲလက်ရှိချိန်မှာတော့ KIA ကနေပြီးတော့တရင်ချုပ်ကိုထုတ်ပြန်လိုက်ပါတယ်အဲ့ဒါကတော့စစ်ကွေးတွေမြကြီးနန်းနေတဲ့ပုံတချို့ကိုထုတ်ပြန်လိုက်တာဖြစ်ပါတယ်အဲ့ထုတ်ပြန်လိုက်တဲ့ပုံတွေတဲမှာလဲနောက်ခံ background တွေကိုကြည့်ပြီးတော့ဟာဗန်မိုးတာဝန်ကြခဲ့တဲ့ဘူကြီးကတော့ဘယ်နေရာထိရောက်နေပြီလဲဆိုတာကိုသူဝေဖန်သုံးသပ်ပြသွားတာဖြစ်ပါတယ် KIA နဲ့တော်လိုင်းတက်တွေကတော့ သေးစိတ်အခြေအနေတွေကိုတော့လက်ရှိချိန်မှာထုတ်ပြန်ခြင်းမရှိသေးပေမဲ့လည်းတချို့တဝက်ကူတော့ထုတ်ပြန်ထားတာတွေ့ရပါတယ်။ဒါကြောင့်သေးစိတ်အခြေအနေကိုတော့အားလုံးသိမိတဲ့အချိန်မှာပဲထုတ်ပြန်မယ်နေတာတခုရှိနေပါတယ်။ဒေါ်လာမျိုးတွေအားလုံးပဲဒီဗီဒီယိုလေးမှာတွေ့ရမယ့်အကြောင်းအရာလေးကတော့တရုတ်နဲ့မင်းအောင်နိုင်မင်းအောင်နိုင်နဲ့တရုတ်မင်းအောင်နိုင်ကတရုတ်ကိုပဲကုန်းလာလား။မင်းအောင်နိုင်ကပဲတရုတ်ကိုပဲဒူးထောက်ပြီးသွားပြီလားဆိုတဲ့အနေအထားတခုကိုပြန်လဲသုံးသပ်ပြထားလို့ပြန်လဲဝင်ပြန်ဖြစ်ပါတယ်။မကြည့်ရသေးမျိုးတွေကျွန်တော်လည်းတို့ကြည့်ရှိသွားလို့ရပါတယ်။ပိုကန်တက်တရားနေပြီ။စပီထိန်းချုပ်ထားမယ်လို့ကျွန်တော်နားလိုက်ထားတယ်။ဒါပေမဲ့အဲ့နောက်မှာအဲ့နောက်ကွယ်မှာတော့ဟာလားဘလောက်ကရင်တိ ကိုကတတိပြန်စီခြင်းနေဆိုတဲ့သဘောထားတော့တရုတ်မှာရောစစ်ကောင်စီမှာရောရှိပုံရပါတယ်ဆိုတော့နောက်ဆုံးမိတော့ကျွန်တော်မြင်တာကတော့လာရှုမျိုးပြည်သူတွေရဲ့အနေအထားပါအဲ့ဒါတော့ကျွန်တော်ခောက်ပြောသေးချင်တယ်ဒါပေမဲ့လောလောဆယ်မှာတော့ဟလာ MNDA အနေနဲ့မြောက်ဘက်မှာရှိတဲ့အဖွဲ့တွေအနေနဲ့ကတော့တရုတ်ကသူတို့ကိုဒဲမျိုးနင်းပြီးတော့ဒီရောင်းဝင်စစ်ဆေးရေးကိုလုပ်နေတယ်ဆိုရက်လေးတန်းနေကျွန်တော်ထွက်နေတာတွေ့ရပါတယ်ဟုတ်ကဲ့ဒီသူတို့ရှီယာအတန်တွေကြားရတာတော့ခုနကကိုအောင်စောပြောသလိုပေါ့လေဒီစစ်တပ်ရဲ့လေတန်းနဲ့တော်တော်တူတယ်ပေါ့ဒီ ုကန်ကိုလောက်ကင်မှာပြန်နေဖို့အာဒီ PNL ကိုဆိုလို့ရှိရင် number 2ဘက်ကိုတီဆုပ်ဖို့ ਨੇ AA ဆိုလို့ရှိရင် laser ထိတောင်ပြန်နေဖို့ဆိုတော့ဟိုဒီသူတို့ရဲ့ဒီဆန္ဒတွေရှိတယ်ဆိုတဲ့ပုံစံမျိုးပြောလာတာရှိတယ်ဗောလေအဲ့တော့အဓိကတော့ဒီ last show ကနေပြီးတော့တရုတ်မြန်မာနယ်စပ်တကြောအရင်တိုင်းပဲပြန်ပြီးတော့သွားစီခြင်းနဲ့ဆိုတဲ့သဘောမျိုးတက်ရောက်တာပေါ့လေ။တဘောကတော့ဘုံနေမြဲကြာနေမြဲ။ဘုံနေမြဲကြာနေမြဲအခြေအနေကိုပြန်လို့ခြင်းတယ်ဆိုတဲ့သဘောမျိုးဖြစ်ပါတယ်။ဒီအရာတွေကိုတောင်းဆိုဖို့သွားတောင်းဆိုခဲ့တဲ့သူတွေကလည်းစစ်တပ်ပဲဖြစ်ပါတယ်။စစ်တပ်ကနေပြီးတော့သွားတောင်းဆိုတဲ့ချက်တွေပေါ်မှာ လူမျိုးပြောဆိုလာကြတဲ့အခြေအနေတွေလို့နားလဲရတာပေါ့လေမြို့ကန်တွေကတော့အခုလက်ရှိအခြေအနေကိုကြိုက်တဲ့သူတွေရှိတယ်မကြိုက်တဲ့သူတွေရှိတယ်ပေါ့လေမြို့ကန်တွေကတချို့ဘလို့လူတွေကကြိုက်လဲဆိုတော့စစ်တပ်ကစစ်တပ်ကိုထောက်ခံတဲ့သူတွေကတော့စစ်တပ်လာမအောင်ကြိုက်တာပေါ့လေဒါပေမဲ့တချို့နောက်ထပ်ကြိုက်တဲ့သူမျိုးကတော့ဒီစစ်တပ်ကဒီနေရာကိုအုပ်ချုပ်ခွင့်မရဘူးဆိုလို့ရှိရင်မြို့ကိုဘုံကျဲမအောင်စိုးရင်တာဒီလူတွေကတော့ဘုံမကျဲဘူးပြိပက္ခတွေမရှိဘူးငါတို့အဆောက်အအုံတွေမပြည့်ရင်ရပြီဆိုတဲ့သူတွေပေါ့လေနောက်တစ်မျိုးကကြတော့ဒီမျိုးကိုဘုံကျဲခဲ့တယ် တော့တိုင်းပြည်ကိုအတ္တမအာဏာသိမ်းခဲ့တယ်သူတို့ပေးခဲ့တဲ့မဲတွေကိုကစ်စလက်ခတ်လုပ်ပြီးဟိုအာဏာသိမ်းခဲ့တယ်မထီမဲ့မြင်ပြည်သူတွေကိုတက်ဖြတ်ခဲ့တယ်ဆိုတော့စစ်တပ်ကိုဘလို့မှမလိုချင်ကြဘူးပေါ့နော်ဆိုတော့ဒီလိုဟိုလူတွေအများစုရှိတယ်နောက်တစ်မျိုးကကြတော့တရုတ်ကသူ့နိုင်ငံမဟုတ်ဘဲနဲ့သူ့နိုင်ငံလိုမျိုးလာရှုမျိုးပေါ်မှာလာပြီးတော့စီမံကုတ်ကဲနေတဲ့ပုံစံကိုမကြိုက်ကြတာရှိတယ်မြို့ကန်တွေကြားထဲမှာပေါ့လေဒီလိုအမျိုးမျိုးကြိုက်တဲ့မကြိုက်တဲ့အခြေအနေတွေရှိနေတာပေါ့လေကျွန်တော်ကျွန်တော်ပါသွားပါတတိယလဲဆိုတော့ပြည်ရင်းအားပြည်ရင်းမှာပဲရှိတယ်လို့ပြောတဲ့ဒီစစ်ကောင်စီခေါင်းဆောင်ရဲ့စကားပါတတိယလဲပေါ့ မှန်ပါတယ်ပြေကူတောင်းတူထောင်နေရတယ်ဆိုတော့အခုဒါကြောင့်မဲလဲသူအဝေဘန်ခံနေရတာပေါ့အရင်တော့ကပြပအာကိုပစိန်ရိုးဆိုပြီးတော့ပြောခဲ့တယ်သူတို့ရဲ့ဆောင်ပုတ်ကအခုတော့တရုတ်အာကိုပစိန်ရိုးဖြစ်သွားတာပေါ့ဟုတ်တယ်အဲ့ဒါဖြစ်သွားတာပေါ့အခုတော့အဲ့လိုအဝေဘန်ခံနေရတာပေါ့လေတကယ်ဆိုလို့ရှိရင်စစ်တပ်ရဲ့လက်ရှိအနေအထားလာရှုံမျိုးပေါ့မြေပြင်ကနေပြီးတော့လာမယ်ဆိုလို့ရှိရင်ဖက်နှစ်တစ်ဖက်တောင်ကျူးကျော်လို့မရတဲ့အခြေအနေဖြစ်ပါတယ်သူတကယ်တမ်းလုံနိုင်တာကဟလာမြို့ဘုံကျဲဖြက်စီးနိုင်တဲ့အခြေအနေပဲရှိတာပေါ့လေဒီဟိုလေကြောင်းကနေပြီးတော့တရုတ်ကဒီလိုစွတ်ဖက်မှုတွေ မလုတ်ခဲ့ဘူးဆိုလို့ရှိရင်ဟာဒီနေရာကိုသူတို့ပြန်လာနိုင်စရာအကြောင်းမရှိဘူးပေါ့လေဒါကြောင့်ဟာဘာဘလို့အကြက်ကင်မှုတွေကြောင့်ဘလို့အခြေအနေတွေကြောင့်များဒီလာရှိုးကိုခုလိုပြန်အပ်လိုက်ရတဲ့အခြေအနေတွေဖြစ်လာတယ်လို့သုံးသပ်မိလေကွန်ဆော့အနေနဲ့ဘာကြောင့်ဆိုပြလိုက်ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်မြန်မာတရုတ်ကဂျာဝင်မှုကတော့အားလုံးမြင်ပြီးသားဖြစ်ပါတယ်အဲကျွန်တော်တို့အရင်တော့လုပ်ငန်းတစ်နှစ်ကပြန်ကြည့်မယ်ဆိုရင်ကျွန်တော်1027ရှိ1027 line လုံးရှိတယ်နှစ်ခုဖြစ်ခဲ့တယ်1027 2ဖြစ်ခဲ့တယ် အဲ့ဒီနောက်ပိုင်းမှာအဲ့နောက်ပိုင်းမှာတော့အဲတရုတ်နိုင်ငံရဲ့ဝန်ကြီးဝန်ကြီးကိုယ်တိုင်နေပြည်တော်လာတာတွေ့တယ်ပြီးတော့အဲ့မှာသူစီတုံးစီကိစ္စပြောတယ်ပြီးတော့စစ်ကောင်စီကလုံးမဲ့စစ်ကောင်စီကလုံးမဲ့ရွေးကောက်ပွဲဆိုတော့ထောက်ခံတယ်ဆိုဒီနှမျိုးထက်တာကျွန်တော်တွေ့ရပါတယ်နောက်တစ်ချက်ကတော့ပီကင်းမှာရှိတဲ့နိုင်ငံရဲ့ဝန်ကြီးဌာနအပါအဝင်အစိုးရအရာရှိကြီးတွေကနေပြည်တော်ဗိုလ်ပြုစဉ်းစားတာပေါ့နော်အဲ့ဒီအချက်ကအဓိကအချက်တစ်ချက်လို့ကျွန်တော်စဉ်းစားတယ်မြန်မာစစ်တပ်နဲ့နေပြည်တော်ဗိုလ်ပြုစဉ်းစားတာပေါ့နော်နောက်တစ်ချက်ကတော့စစ်တပ်ပြိုသွားမှာဟုတ်ကဲ့ဆိုရင် စစ်တပ်သားလင်သူ့ရဲ့အကျိုးစီးပွားကိုကာကွယ်နိုင်မဲ့သူလို့သူကအခုချိန်ထိတမတ်ထားပုံရပါတယ်။နောက်ဆုံးတစ်ချက်ကတော့သူ့ရဲ့ဒီပထမပထမဝင်နိုင်ငံရေးနဲ့သူ့ရဲ့အကျိုးစီးပွားကိစ္စပါပဲ။ဆိုတော့ BRN project ပေါ့နော်။အတျုတ်က BRN project ရှိတယ်။တျုတ်က CMEC တျုတ်မြန်မာစင်ကြံလန်ကိစ္စတွေရှိတယ်။အိန္ဒိယသမုဒ္ဒရာကြီးဖောက်မဲ့ project တွေရှိတယ်။ပြီးတော့မြေထားမြေထားလန်ကိစ္စတွေရှိတယ်။ဟုတ်လား။ပြီးတော့ကြောက်ဖြူရှိတယ်။ဒီနေ့တဘာတန်ခွေတွေ investment လုပ်ထားတာတွေရှိတယ်။ဆိုတော့ဒါတွေအားလုံးကတျုတ်ကအကျိုးစီးပွားတွေပဲဖြစ်တယ်ပေါ့နော်။ ဆိုတော့အခုပြည်ရင်းစစ်ဖြစ်နေတဲ့ခါမှာအဲ့ဒီမြေထားလမ်းဖောက်မဲ့ကိစ္စတွေနောက်အိန္ဒိယအိုရှန်ကိုသွားမဲ့ကိစ္စတွေအကုန်လုံးကအကုန်လုံးကအခုချိန်မှာရပ်ဆိုင်းထားရတယ်ပေါ့နော်ဒါတွေကိုပြန်ဆပြန်ဆကျင်တဲ့ဆန္ဒကလည်းတရုတ်မှာဒီမှာရှိတယ်ပေါ့ဆိုတော့ဒါကြောင့်လည်းတရုတ်ရဲ့ဝင်ရောက်ဆုတ်ဖက်မှုကိုကျွန်တော်တို့အခုမြင်ရတယ်မြန်မာပြည်တည်ငြိမ်မှပဲဒီလုပ်ငန်းတွေကိုပြန်ဆလို့ရမှာပေါ့ဒါကြောင့်အခုလာရှိုးကိုတိမ့်ပြီးတဲ့ကိစ္စမှာတော့တရုတ်ကလာရှိုးကိုတိမ့်တဲ့ကိစ္စကိုတရုတ်အစိုးရလုံးဝလက်မခံဘူးဆိုတော့ကျွန်တော်တို့အရင်ကနေဆွေးနွေးခဲ့ပြီးသားဖြစ်တယ်။ဆိုတော့ဒီချိန်မှာတော့တရုတ်ကိုယ်တိုင်ကထဲထဲဝင်ဝင်လာပြီးတော့ဂျာဝင် စိတ်ဆက်ဆွေးနွေးတယ်တစ်ဖက်ကလည်းသူတစ်ဖက်ကလည်းသူအပြစ်ခံရဆဲဘုတ်ကိစ္စအတင်းဖိအားပေးတာကိုကျွန်တော်ပြရတာဖြစ်ပါတယ်ဆိုတော့အဲ့နောက်ထပ်တစ်ခုကတော့ဟိုဒီကိုကန့်မှာလည်းတော်တော်လေးအကြက်တဲဖြစ်နေတဲ့သဘောရှိပါတယ်ဘာလို့လဲဆိုတော့ဒီနေရာကြီးကိုတင်ပြီးမှရမခလို့နေရာကြီးကိုတင်ပြီးတော့မှဟလာဒီတမိုင်းဝင်တင်ပြီးတော့မှဒါကြီးကိုဘယ်သူကပြန်ပေးခြင်းမှာလဲပေးခြင်းမှာမဟုတ်ပါဘူးဒါတော့သိကြပါတယ်ဆိုတော့သူတို့အကြက်ကင်ထားတဲ့အချက်တွေအများကြီးရှိနေပါတယ်ကျွန်တော်တို့ဒီနေရာတွေကိုတင်ပြီးတဲ့အခြေအနေတွေကိုကြည့်မယ်ဆိုလို့ရှိရင်သူတင်ထားတဲ့မြို့တွေဘုံကျဲမခံရအောင် ပြန်လည်သိမ်းထားတဲ့နေရာတွေပုံကျဲခံရတယ်ဒါဟာဒီဒီသဘောတူညီချက်တွေထဲမှာတစုံတရာပါဝင်ကောင်းပါဝင်နိုင်တယ်နောက် တစ်ခုကဒီတရုတ်မြန်မာနယ်စပ်ကမြို့တွေဆိုလို့ရှိရင်လည်းတရုတ်ကိုအမိခိုထားရတဲ့အကြောင်းတရားတွေအများကြီးရှိတယ်အဲဒီကြားထဲမှာမှခုနအခုချိန်အထိ transit ကွန်ဆစ်စင်ဒုတိယလိုင်းကနေပြီးတော့လက်ရှိအချိန်အထိတရုတ်ကပြင်သာပြက်ဒီချမှတ်ပြီးတော့အကြက်ကင်လာတာရှိတယ်အဲ့ဒါကတော့လာဒီ ရိတ်ခါစေးဝါးလောင်းစားစီဆက်သွယ်ရေးနဲ့ခီးသွွာလာခွင့်ပြတ်ထားတာရှိတယ်။ဆိုတော့အဲ့လိုအကြက်ကင်မှုတွေပြင်ခုနလိုနေဆက်မှာမိခုနေရတဲ့အခြေအနေတွေကနဲ့ဒီမျိုးတွေကိုမတိမငြိမ်ဖြစ်စေနိုင်တဲ့အခြေအနေတွေကဒီအလောင်းကစားထဲမှာပါဝါရတယ်လို့သုံးသက်လို့ရတယ်ပေါ့။တစ်နှစ်နာရီ5မိနစ်မှာပြန်လည်တော့မခဲ့ပါနဲ့။ဆိုစေးရုံကဆင်းလာပြီးတော့ပြန်ကောင်းလာမယ်လို့မျှော်လင့်နေတော့မတိမဘဲနဲ့ပြန်လွန်သွားတဲ့တကြိမ်ကိုကြားတဲ့ခါမှာအော်ပြီးတော့ကက်သလစ်များတာမကဘဲနဲ့တကဘာလုံးကနေပြီးတော့ ဝန်내ချီွယ်ဖြစ်ရပါတယ်။နောက်ယမီးရှိသူတို့များဟာ2019နှစ်မှာမြန်မာပြည်ကိုရောက်ခဲ့တဲ့အစပြီးတဲ့နောက်ဆရာတော်တို့တိုင်းပြည်ဟာသူ့ရဲ့နှလုံးသားထဲမှာအမြဲပဲရှိနေတယ်။ကြပြန်ကင်းလွန်ခဲ့တဲ့တရက်ကအထီးမနေရပဲသူတို့ရဲ့တိုင်းပြည်အတွက်ဆူတောင်းပေးခဲ့တာလည်းသူတို့ကြားကြတယ်။အခုလိုချိန်မှာမြန်မာပြည်ကိုမမေ့ထားပဲနဲ့ကူညီပေးဖို့ရန်အတွက်စကိုင်း မြင်းကလေးတင့်တဲ့လူတွေကိုကူညီပေးကြဖို့ရန်တဲ့သူမိမာခဲ့တယ်။ကေဇေးရေလုပ်ငန်းတွေလုပ်နေတဲ့အလုပ်သမားတွေကိုလည်းပဲကျေးဇူးတင်တယ်။တိုင်းပြည်အကြီးဒုက္ခရောက်နေကြတဲ့အချိန်မှာအပြစ်ခံရခက်ဆဲဖို့ရန်အတွက်တောင်းဆိုပြီးတော့ရှိနေတာလေညီမပြည်အတွက်ညှို့လင့်စရာဖြစ်ပြီ။ဒါကြောင့်မို့ဒီလိုမျိုးရမင်းကြီးရုတ်တရက်ပြန်လည်နာမှုချင်းဟာကျွန်တော်တို့ဆိုလို့ရှိရင်အတိပဲဝန်နေကြပါလေ။အဲကြောင့်မို့ရမင်းကြီး Francis ရှင်သူတော်မြတ်ရဲ့ စနစ်နှစ်တာတက်တမ်းမှာငင်းချမ်းရဲ့အတွက်ပဲဖြစ်ပါတယ်အပြန်လုံငင်ပြည့်မှာမိမာခဲ့သလိုလူတက်တမ်းတစ်ခုလုံးပြောခဲ့တဲ့ကျူးစားခဲ့တဲ့ဟာကိုထပ်ပြီးတော့ညီကုန်းချုပ်တဲ့အနေနဲ့ပဲသူကပြောခဲ့တယ်ငကဘာလုံးကနိုင်ငံခေါင်းဆောင်တွေအတွက်ပဲဖြစ်ပါတယ် to lay down arms and turn to dialogue လက်နက်တွေကိုချပြီးတဲ့နောက်အချင်းချင်းတဟဆတ်တဖြစ်ဖို့ရတယ်ဆွေးနွေးကြပါလို့ရမကြီးကနောက်ဆုံးအနေနဲ့ မှားခဲ့တယ်ပြောခဲ့တယ်အဲ့ဒါကြောင့်မို့သူတို့အနေနဲ့ဒီလိုမျိုးတကဘာလုံးတွေလူမျိုးမရွေးဘာသာမရွေးပေါ့နော်သူပြည့်မရှိစေရသားတွေအဝေးရောက်နေတဲ့စကားပြောခွင့်မရှိတဲ့အတန်မဲ့ဖြစ်နေတဲ့သူတွေအတွက်အတန်ပြုတ်လုပေးတယ်ဆိုတာရာမီတပါးအနေနဲ့သူတို့အနေနဲ့เออกาทลินดีมกาเวเนี่ยตะกบาลุงนี่เนี่ยกบาลุงน่ะရှိတယ်ခေါင်းဆောင်นี่အားလုံးနေねအထူးပဲ1 ne ကြီးကွဲပြီးတဲ့နောက်သူတို့မျိုး ုဂ္ဂိုလ်ထုပုဂ္ဂိုလ်မြတာရခဲ့တယ်ဆိုတဲ့အောင်လည်းပဲဆရာတော်အနေနဲ့ပြောချင်တယ်ပေါ့နော်ကတ္တိအသင်းတော်အနေနဲ့ကောမြန်မာပြည်သူပြည်သားအနေနဲ့ကောဆရာတော်အနေနဲ့ပြောချင်ပါတယ်။